ါတယ်လို့လေးတော့အဲ့ဒီတနေ့လောက်ကုလေးဖေဒရယ် FM လေးကိုအားပေးနားဆင်ကြတဲ့တရရှင်မိဘပြည်သူများအားလုံးကိုမင်္ဂလာပါလို့ဥစွာပြမနှုတ်ခွန်းဆက်သားပါတယ်ခင်ဗျာကျွန်တော်ကတော့ဖေဒရယ် FM လေးကမောင်တော်ညဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီတစ်ပတ်မှာတော့ကျွန်တော်ရဲ့အစီအစဉ်ရဲ့အင်တာဗျူးကဏ္ဍမှာဖိတ်ခေါ်ထားတာတော့ကျွန်တော်တို့88မျိုးဆက်ငင်းချိုင်းနဲ့ဖွင့်လင်းလူအဖွဲ့စည်းကကျွန်တော်တို့ကိုဝင်းစော်ခိုင်ကို ျွန်တော်ဖိတ်ခေါ်ထားတာဖြစ်ပါ रे ခင်ဗျာဟုတ်ကဲ့အကိုကိုဝင်းစောခိုင်မင်္ဂလာပါခင်ဗျာအဲမင်္ဂလာပါโอเคပါခင်ဗျာအခုလို့တော်လိုင်းအလုပ်တွေမအောင်လက်တဲ့ဈာကနေပြီးတော့ကျွန်တော်တို့ရဲ့အစီအစဉ်မှာလောက်ပြီးတော့ဖြည့်ချားပေးတဲ့အတွက်ကျွန်တော်တို့ Federal FM Family Wine Dot Wine Dot သားများကဥစွာပြမကျေးဇူးတင်ရှိပါတယ်လို့ကြားလို့ပါတယ်ခင်ဗျာ ဖရန် FM မန္တလေးရအဖွဲ့တော်သားတွေအားလုံးလည်းခုလိုမျိုးဟိုတွေ့ဆုံဟောနော်အဲစကားပြောခွင့်ရရတဲ့လေဒီလူလူကိုစကားပြောခွင့်ရရတဲ့လေကျေးဇူးပါโอเคပါခင်ဗျာကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာโอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့အင်တာဗျူးလေးစလိုက်ပါမယ်ခင်ဗျာဟုတ်ပါဟုတ်ပထမအဆုံးအနေနဲ့ပေါ့เนาะဒီအခုရဲ့အမြင်ပေါ့ဒီအညာဒေတာတော်လိုက်ခီးဒေတိရောက်နေပြီလဲဆိုတာစပြီးတော့ဆွေးနွေးပြပါဦးခင်ဗျာကျွန်တော်တို့ခုကြည့် အညာမှာကတော့သူနဲ့ဟိုစလိုက်တဲ့အညာသူညာသားတွေဟာဒီလူဒေါ်လာရင်းမှာအငိမ့်ချန်းဆိုလူလူပင်လေကြီးဖြစ်အောင်လဲအစားအဖြစ်ညာသားတွေအစားကြကြတယ်အဲအခုဆိုလို့ယင်ဒီအညာတိကမှာအော်ဖိနှိပ်မှုမျိုးစုံရက်ဆက်မှုမျိုးစုံကိုအန်တုပြီးတော့လူလူဟာကျွန်တော်တို့ ီပေါ့နော်အနူဒေါ်လာရေးကိုရွာလုံးကျွတ်မိသူမှုတွေခံခဲ့ကြရတယ်အဲဆူလိုက်ပြုံလိုက်တက်ဖြတ်မှုတွေခံခံခဲ့ရတဲ့ဂျာကနေပြီးတော့မှပုဂံယုံထပြီးတော့မှအာပြည်သူပိုင်နေမြေတွေဟိုရရှိအောင်နော်မဟာပြည်ဝရလမ်းတွေအဒီပါနေရာတွေပေါ့နော်ကျွတ်ကြီးကပြန်လဲပြီးတော့မှအနေထားတစ်ခုထိကျွန်တော်တို့ဆိုဆိုမှုနိုင်ပြီး 啊，那比如提过那些讲是业务外，那有果把企业是可能我我被诉，比如嘛，比如那些啊，威胁比如嘛，那啊被诉，看到他那里，你他的裤头了，啊，比如那也，呃，不光保卫阿里的，呃，用他那面，这样来比如嘛，呃，吐热古沙定那里，你他的裤头了，有时里头有里边。 โอเคပါခင်ဗျာအရန်ကိုလည်းဒီကျွန်တော်တို့အားရဝမ်းသာဖြစ်ရပါတယ်ခင်ဗျာဟုတ်အမြေပြင်မှာဒီလိုလေးဖြစ်နေတဲ့အတွက်လည်းပေါ့နော်ဟုတ်ဆက်ပြီးတော့မေးချင်တာကတော့ဒီအညာဒေတာတော်လန်ကြီးမှာ88မျိုးဆက်ငင်းချမ်းကြီးနဲ့ပွဲလဲလူဖွဲ့စည်းအနေနဲ့ပေါ့နော်ပါဝင်နေတဲ့အခန်းကဏ္ဍလေးကိုလည်းပြပြပေးပါဦးဗျာဒီ88မျိုးဆက်ငင်းချမ်းကြီးနဲ့ပွဲလဲလူဖွဲ့စည်းဟာပြည်သူလူထုနဲ့အတူတသားရက်တည်ပြီးတော့မှဟိုရှိခဲ့တဲ့ဒီအဖွဲ့လေးတစ်ခုပါပဲ အဲသူကဒီအာနာမသိမ့်မီဒီအချိန်ကာလတုန်းကလေကျွန်တော်တို့ကအာဒီလူလူခေါင်းဆောင်ရဲ့ဥဆောင်မှုနဲ့သူဟိုတီတူတွေရဲ့ဒီပေါ့နော်ဟိုဟိုရင်ခွင်ထဲမှာအတူတူဟိုတသားတဲ့ရက်တည်ပြီးတော့မှာဒီစနစ်ဆိုးတွေပေါ့နော်စနစ်ဆိုးတွေကိုဟိုတီတူလူလူနဲ့အတူဟိုအတူတသားတဲ့ရက်တည်ပြီးတော့မှာရှိရတဲ့ဒါအဖွဲ့အစည်းပါပဲအဲဆိုတော့ ဟောအာနာကိုလက်ကင်ဆွဲပြီးတော့မှအာဒီလိုမျိုးပေါ့နော်ပြည်သူလူထုကိုဟိုဖိနှိပ်လာတဲ့ခါမှာအနိုင်ကျင့်လာတဲ့ခါမှာအာရှစ်သိချင်းမှုတဲ့ညီငယ်နဲ့ပွန်လဲလွတ်ဖွဲ့စီရတဲ့ဒါအညာမှာရှိနေတဲ့ပြည်သူလူထုနဲ့တသားတဲ့အဲ့ဒီတနိုင်ငံလုံးမှာရှိနေတဲ့ပြည်သူလူထုရဲ့အတူပဲရက်တည်ပြီးတော့မှဒီစစ်အာဏာရှင်အစနစ်ဆိုးကိုဟိုဘောနော်အော်ဒီနိုင်ငံအနေပြုမှာပြီးပါရင် ်ဘောเนาะအာကျွန်တော်တို့အမြင့်ဖြတ်ဖို့အတွက်အဲအတူတူလက်တွဲပြီးတော့မှဟိုတိုက်ပွဲကိုဟိုဝင်နေတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်အဲကျွန်တော်တို့ရဲ့ဒီအဓိကကတော့ဟိုเนาะကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့လွတ်လပ် ဟိုဒန်းတူညီများမှုเนาะအဲတရားမျှတမှုတွေကိုဟိုကျွန်တော်တို့ဟိုဖော်ဆောင်နိုင်မှုเนาะဒါတွေကိုရယူပြီးနိုင်မှုအတွက်ဒါအရှင်းရှင်းမျိုးတင်းနိုင်တဲ့ဖွင့်တဲ့လူဖယ်စီဟာအဖြစ်သူနဲ့အဲဒီတားတယ်ပဲလူဒေါ်လာရဲ့တိုက်ပွဲကိုပါဝင်နေပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဒီအညာဒေတာတော်လည်ကြီးမှာ88မျိုးဆက်ငင်းချမ်းပွင့်လင်းလို့ပေါ့နော်အဲကျွန်တော်တို့အရက်ဖတ်အဖွဲ့စည်းတွေရဲ့ပါဝင်မှုကဘယ်လောက်ထိအရေးပါလဲနော်ဟုတ်ဟုတ်ဒါလေးလည်းတိပြရစီပါခင်ဗျာဟုတ်အဓိကကတော့သူကဟိုတီတူကဥဆောင်တဲ့တော်လည်ကြီးဖြစ်တယ်တီတူကနေပြီးတော့မှဟိုစီတန်းထားပြီးတော့မှပဲဒီတိုက်ပွဲကိုစစ်မျက်နှာပေါင်းစုံကနေပြီးတော့မှဟိုဟိုတိုက်ပွဲဝင်နေကြရတာ လက်ရှိဒီမှာအအညာဒေတာရဲ့အနေထားမှာတော့စစ်မျက်နှာဒါကျွန်တော်တို့၄ခုရှိတယ်အဗန်နာရေးစစ်မျက်နှာရှိတယ်အစီစစ်မျက်နှာဆိုလို့ရင်လည်းအဒီတက်ခိုင်းနိုင်သောနေရှင်းမြင့်နိုင်မှုပြည်သူရဲ့ဒီပေါ်တော့နေမြေတွေကိုတိုးချဲ့ပြီးတော့မှရရှိဖို့နောက်ဟိုခုခံစစ်ကနေပြီးတော့မှကျွန်တော်တို့ဟာထိုးစစ်စီကိုသွားတဲ့ဒီစစ်မျက်နှာတွေရှိလာတယ်ပေါ့နော်နောက်အော်တန်တမာရေးစစ်မျက်နှာဆိုတာရှိတယ် အဲ့နောက်ဆုံးစိတ်သက်စစ်စီစဉ်းမြင်လာပါအဲ့ဒီမှာကျွန်တော်တို့ဟိုအစုဖွဲ့တစ်ခုအနေနဲ့ကျွန်တော်တို့ကပြောဖို့ကဒါဖြစ်တယ်ဒါဒီဒေါ်လာကြီးကပြည်သူကဥဆောင်တဲ့ဒေါ်လာကြီးဖြစ်တယ်အဲပြည်သူနဲ့တသားတည်းရက်တည်ပြီးတော့မှဒီပေါ့နော်တိုက်ပွဲကိုနီလန်ပေါင်းစုံနဲ့တိုက်ပွဲဝင်ကြရဲ့နေတာပါဒါကျွန်တော်တို့ဟိုစစ်သက်ချက်ငြိမ်းချမ်းတဲ့ပွန်လန်လူဖွဲ့စီရတယ်ဒါပြည်သူနဲ့အတူပါဝင်နေတဲ့အဲဒီပေါ့နော်အော်ဖော်စီတစ်ခုဖြစ်တာနဲ့အဲဒီပေါ့နော်ဟိုလူဒေါ်လာကြီး ်ချက်အရာပါဝင်အခက်ခဏတစ်ခုများနေပြီးတော့မှကျွန်တော်တို့ရဲ့ဟိုပါဝင်ရနေတယ်အားလုံးကတော့ဟိုအေးအေးပါတဲ့ဘောနော်ဟိုအေးပါတဲ့ပြည်သူတဦးတယောက်ချင်းဒီတဖွဲ့ချင်းတွေကလည်းအားလုံးဒီဘောနော်လှုပ်လှုပ်ဆောင်နေကြတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကဒီမြူးတော်လန်ရေးရဲ့အဲပြည်သူတွေနဲ့အတူနော်တသားရက်တီပါဝင်ခွင့်ရတဲ့အဲဖော်စီတစ်ခုလိုပဲအဲကျွန်တော်နေပြောပြပါပြီဟုတ်ကဲ့ ဟုတ်ကဲ့ပါခင်ဗျာဒီအညာဒေတာပါလုံးဒီပါသုံးလုံးရန်တရားတွေနဲ့ပေါ့နော်လူလူကြားကပွတ်တိုက်မှုတွေလက်နက်ကိုင်တော်လိုက်တက်တွေကြားကအဲမိဖက်ပရိပခါတွေကိုပေါ့နော်ဘလို့အကောင်းဆုံးဖြည့်ရှင်းတင်လဲလို့အဲဒါအခုအမြင်လေးတည်ပြရစီပါခင်ဗျာဟုတ်အဲနူတော်လန်ကြီးကိုကျွန်တော်တို့ကလက်ဗလာခြေဗလာနဲ့အဲပြည်သူတွေကနေပြီးမှဟိုပြန်လဲပြီးမှခုခံတွန်းလှန်နေကြတာပေါ့ဟိုခုခံတွန်းလှန်နေကြတော့ဒီဟုတ် เนาะဟောအညာဒေတာမှာဆိုရင်လည်းပို့ပြီးတော့မှကျွန်တော်တို့အခက်ခဲတွေပို့ပြီးတော့မှတွေ့ကြရတယ်ဒီဒီဟောเนาะဒေါ်လန်ကြီးဟာအရင်မှခက်ခဲအကြံတန်းနဲ့အနေထားတစ်ခုဒါကြောင့်လည်းတော်ကြီးလို့ခေါ်ကြတာဟုတ်အစောဟိုဘလောက်ပင်မဲ့ဟိုရက်ဆက်ရုံမှမှုတွေနဲ့အဲဒီလက်လက်နဲ့တွေလေရင်နေနဲ့အနိုင်ထက် အပြုကျင့်ပါစေအကျွန်တော်တို့ဒီပေါ့နော်ပြည်သူတွေဟာခုခံတော်လှန်မှုတွေကိုကျွန်တော်တို့စတင်နေကြတယ်လှုပ်ဆောင်ကြတဲ့နေရာမှာအာဒီလိုအပြင်ကွဲရမှုအချို့အရာလေးတွေတော့ဟိုရှိကြပါဒါပေမဲ့အကျွန်တော်တို့ဟိုစိတ်ဝမ်းမကွဲဘူးเนาะဒါဒီအချင်းချင်းအချိန်ဆွဲမခံဘူးနောက်ရှိတဲ့ဒီပေါ့နော်ဟိုဒီအဲရှိနေတဲ့သူတွေသူတွေဒါရှိမယ်နောက်ဟိုစိုက်ထုတ်တဲ့ဒီမပြေလည်တဲ့ အဲဒီပြည်သူကနေမှာပြည်လဲတယ်မိတော့မျှဝေပြီးတော့မှပြည်သူမှပြည်သူတို့ဆိုပြီးမှအချင်းချင်းမျှဝေပြီးတော့မှလည်းဒါမျိုးသွားကြရအချင်းချင်းပြန်လဲစောင့်ရှောက်မှုတွေရှိတယ်အဒီအဲတော်လှန်ရေးကာလကြာကြာလာတာနဲ့မျှပေါ့နော်အော်ဒီလိုမျိုးဟိုပေါ့အပြင်းပတူတာတွေဒါမျိုးခံစားချက်တွေတော့ဟိုရှိကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုပြည်သူတွေကကျင်းနေအညာပညာအမျော်မြင်နဲ့ အဲကျွန်တော်တို့ဟာဒီတော်လိုင်းကြီးကိုဒါအရာလေအသက်တွေဘဝတွေနဲ့အတူဟိုကျွန်တော်တို့ကပိဆက်ရင်းနှီးတော့မှဟိုပွားနေကြတာလို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာဟိုအချင်းချင်းရဲ့ကြားမှာသေးနိုင်ကြသေးအောင်အောင်ဒီစီလုံးညီညွတ်မှုတွေကိုအားကောင်းနိုင်ကြအားကောင်းအောင်အောင်ဘုံသဘောထားရက်တိကျက်တိပေါ်မှာမူတည်ပြီးတော့မှဒီစစ်အာဏာရှင်စနစ်ပေါ့နော်အမြင့်ဖြတ်စီအတွက်ကိုဟိုဒါမျိုးဥတည်ပြီးတော့မှတွားကြဖို့လိုပါတယ်အဲ့ဒီလိုလဲဟိုလာလာတွားနေကြဖြစ်ပါတယ် ဟုတ်ကဲ့ပါဗျာဒီအခုအနေနဲ့ပေါ့နော်ဒီအညာဒေတာအလုံးစုံလွန်မြောက်ဖို့အရေးတကြီးလှုပ်ဆောင်တဲ့အချက်တွေကဘာတွေလို့မြင်မိပါလဲခင်ဗျာ အဓိကတော့ဗျာဟိုအညာဒေတာမှာရှိနေတဲ့အဓိကမူလပိုင်ရှင်အဲကျွန်တော်တို့ရဲ့ဟိုဖြစ်တဲ့ပြည်သူလူထုပါပဲအဲပြည်သူလူထုကနီလန်ပေါင်းတို့နဲ့ဒီစစ်မျက်နှာမျိုးစုံကနေပုံမှာစစ်အာဏာရှင်ကိုတော်လှန်နေကြတာပေါ့နော်အဲဒီမှာမရှိမရှိစုဂျားတွေကနေပြီးတော့မှဒီဒီသူတို့ရဲ့ဟိုထဲ့ဝင်ငွေတွေရတယ်အင်မတန်မှဟိုအရေးအရေးပါခဲ့သူတို့ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုဉာဏ်ပညာအမျှော်မြင်တဲ့ ဒီစစ်ကောင်စီကိုပြန်လည်ခုခံဖို့တွေအားလည်းအဲဒီကျွန်တော်တို့ဒီအညာသူညာသားတွေရဲ့ဇွဲတက်တီတွေဉာဏ်ပညာတွေအမျိုးမြင်တွေတော့သူတို့တွေရဲ့အဲဘလို့ရင်ဆိုင်ရမလဲဆိုတာကောင်းစွာသဘောဟိုပေါက်လာတယ်။ဘာလို့ဆိုတော့ဟိုအသက်အန္တရာယ်တွေနဲ့ဟိုရင်ဆိုင်လာကြရတဲ့ခါမှာဟာကျွန်တော်တို့တွေတွေဟာဒီနောက်ဆုတ်လို့မရဘူးနောက်ပြန်မလဲဘူးဒီစနစ်ဆိုးကိုဟိုဒီနိုင်ငံကနေပြီးတော့မှဟိုအမြင့်ဖြတ်မှရမယ်ဆိုကောင်းစွာ ါလေအဲသဘောပေါက်တယ်။နောက်ဒီဟာကိုဘယ်လိုမျိုးနေနဲ့နိုင်ပွဲရအောင်တွားကြမလဲဆိုတာလေအဲဒီမှာအညာမှာရှိနေတဲ့ပြည်သူတွေဟာဟိုသိရှိပြီးသားဖြစ်တယ်။နောက်တော်လိုင်းရေးအောင်မြင်မဲ့လမ်းကြောင်းတွေပေါ့နော်အော်မဟာဗျူဟာတွေဒါလည်းကျွန်တော်တို့ဒီတော်လန်ရေးမှာရှိနေတဲ့ဥဆောင်ဥရွက်အဲလုံနေတဲ့အဲဒီပေါ့နော်ခေါင်းဆောင်တွေနဲ့နဲ့တသားတဲ့နှီးပါးကိုသူတို့ရဲ့အတိမြင်တွေကသိနေကြတယ် အဘယ်ဘယ်ဒီတိုက်အညာဒေတာရဲ့အခွန်ဗန္နာတွေပေါ့နော်အခွန်ဗန္နာတွေအေးရှိမယ်ဒီဟာရီယာတော်လန်ရေးရဲ့ဒီ ထိရောက်စွာအသုံးချနိုင်မှုတွေပေါ်မှာလည်းအဲများစွာဒါကမူတည်လာတယ်ဒါတွေကိုအသုံးပြုနိုင်မှုလည်းသက်ပေါင်းဆောင်ကနေပြောမှာအကျိုးသားနေကြတယ်ထဲ့ဝင်နေကြတယ်ဒါကိုထိထိမိမိနဲ့အဲအဲတပြိုင်တည်းညီတတန်တည်းညီပြီးတော့မှတချီလေးရုံးလိုက်ကြရင်ဖြစ်တော့ဒါအမြန်ဆုံးကျွန်တော်တို့ဟိုလိုချင်တဲ့ຫນွေဦးရဲ့အောင်ပွဲစီကိုတော့ဟိုအမြန်ဆုံးရောက်ရှိလာမယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ပါ ုတ်ကဲ့ပါခင်ဗျာဒီ88ရက်မျိုးဆက်တယောက်အနေနဲ့ပေါ့နော်၈လေးလုံးအရေးတော်ပုံနဲ့ဒီ2021 new dollar ရဲ့အဓိကကွာခြားချက်တွေကိုလည်းတုံ့ပြန်ပေးပါဦးခင်ဗျာဟုတ်အများကြီးပဲကျွန်တော်တို့ဒီပေါ့နော်ဟိုကွာခြားမှုတွေကအများစွာရှိခဲ့ကြတော့အဲ88မှာကကြာလို့ရင်တော့ကျွန်တော်တို့အဲခေါင်းဆောင်အတီတီဒီကိုဟိုဖန်စီထိမ့်သိမ့်မှုတွေပေါ့နော်အဟိုဟို solid သွားတာကိုခံလိုက်ရတဲ့ခါမှာ အာကျွန်တော်တို့နောက်မှာရှိနေတဲ့ဟိုတီတူလူလူတွေပေါ့နော်တီတူလူလူတွေဟာနေပြီးတော့မှဒီရဲ့ရေးတော်ပုံကိုဟိုပါဝင်မှုနောက်တရင်အချက်လက်တွေဒီပညာတွေကိုအသုံးသုံးချမှုတွေပေါ်မှာများစွာအာကွာခြားမှုတွေကိုရှိခဲ့ကြတယ်အရင်ကတော့ဟိုဟိုကျွန်တော်တို့ရဲ့လူလူကောင်းဆောင်နောက်ဒီចောင်းသားကောင်းဆောင်တွေဟိုဖန်စီထိန်းသိမ်းလိုက်တဲ့ခါမှာဒီရှေ့ဆက်ပြီးတော့မှဟိုအလုပ်လုပ်ရမယ့်ဟာတွေမှာကွန်ဆက်တွေ ပြတ်သွားတာမျိုးတွေရောရှိခဲ့ကြတယ်အဲဒီနွေဦးတော်လှန်ရေးမှာကြတော့ကျွန်တော်တို့ကကိုစီကိုစီဥဆောင်မှုကိုဟိုဟိုဝိုင်းပြီးတော့မှဟိုတောင်းဝင်ယူကြတယ်ပြည်သူတည်ဦးချင်းတွေကလည်းဒီနွေဦးတော်လှန်ရေးမှာအာငါတို့ရဲ့ခေါင်းဆောင်လူလူခေါင်းဆောင်ဖန်ဆီးသွားလို့လေငါတို့ဟာကိုတိုင်းဒီနွေဦးပန်းနိုင်တွေကိုအရောက်သွားနိုင်တယ်ငါတို့ဟိုမြို့နယ်လိုက်ခရိုင်လိုက်အဲတိုင်းလိုက်အော်လူငယ်လေးတွေဟာ ခေါင်းဆောင်မှုနေရာမှာပေါ့နော်ဟိုကိုတူကိုထနိုင်ငံဟိုဟိုတည်ဆောင်းနိုင်မှုတွေဆိုရင်သူတို့ရဲ့ဉာဏ်ပညာအမျှော်မြင်ဤပညာဟိုတုံးဆွဲမှုတွေနောက်ဒီလက်နှက်ကင်တော်လှန်ရေးမှအစအော်ဒီပြည်သူတွေကိုဒီပေါ့နော်ဆောစာနယ်ရိတ်ခါစေဝါကုသမှုမှာဌာနလိုက်เนาะဌာနလိုက်ဒီအစုဖွဲ့လိုက်ဂရုလိုက်မှာကအကောင်းစွာဥဆောင်နိုင်တဲ့ လူငယ်တွေကိုကျွန်တော်တို့ကဒီနေဦးတော်မှာဟိုရရှိလိုက်တယ်အဲပြန်ဆောင်းလိုက်တယ်အဲကျွန်တော်တို့အကိုဟိုပြောရဲအဲဒီကျွန်တော်တို့စကားလိုပါပဲအဲကျွန်တော်တို့ရထားတွဲကခေါင်းလွဲကိုဖြုတ်လိုက်ပြီးမဲ့လေကျွန်တော်တို့ရဲ့ဒီရထားတွဲတွဲတိုင်းမှာအာဆက်နေပါတယ်လိုရာခီး ာခရီးကိုမောင်းနေတိုင်းနိုင်နဲ့ကျွန်တော်တို့ပဲကျွန်တော်တို့အဲကျွန်တော်တို့ညှို့လင့်ထားတယ်ကျွန်တော်တို့ဟိုယုံကြည်ထားတဲ့လွတ်လပ်တဲ့တရားမျှတတဲ့နောက်ဒန်းလူညီများတဲ့ကျွန်တော်တို့ရဲ့အဲအဲဒီမိုကရေစီဖက်ရပီတောင်စုစီကိုသွားနိုင်မယ်ဒါကအချင်းချင်းလည်းဖြစ်တယ်အဲတိုက်ပွဲလည်းဖြစ်တယ်ဟုတ်ကဲ့ပါ โอเคပါခင်ဗျာဒီပေါ့เนาะဒါစကိုင်းနဲ့ပတ်သက်လို့အညာနဲ့ပတ်သက်လို့ကျွန်တော်တို့မေးပြရစီပါခင်ဗျာဒီအညာဒီတာကအဲပေါ့เนาะအနာဂတ်မှာဆိုလို့ရှိရင်စကိုင်းဖက်ဒရယ်ယူနစ်ဖြစ်လာနိုင်လားဒီစကိုင်းဖက်ဒရယ်ယူနစ်အဲပေါ့เนาะစကိုင်းဖက်ဒရယ်ယူနစ်ဖြစ်နိုင်လားဒါမှမဟုတ်ဒီဗမာပြည်နယ်လားအနာဂတ်ဒီအညာဒေတာကဘယ်လိုဖြစ်နိုင်လဲပေါ့เนาะဒါလည်းအခုရဲ့အမြင်လေးတော့ပြပေးပါခင်ဗျာဟုတ်ဗျာအဲ အဲသကိုင်းဖရယူနစ်ဖြစ်နေလားနောက်နောက်နောက်သကိုင်းရဲ့ပြည်နယ်တခုဖြစ်နေလားဆိုတဲ့ဒီဟာပေါ်မှာတော့ဟောကျွန်တော်တို့ဒီအညာဒေသမှာရှိနေတဲ့ဟောနော်ဒီအဖသကိုင်းဖရယူနစ်လွှတ်တော်ကနေပေါ်ကြိုးစားနေတာတွေရှိတယ်နောက်သကိုင်းတော်လိုင်းအင်အားစုတွေကနေပြီးတော့မှအကြိုးစားနေတာရှိတယ်ပေါ့နော်နောက်တော့ပြည်တော်စုကနေပြီးတော့မှကြိုးစားနေတဲ့အပြည်နယ်ပေါ့နော်ဖရယူနစ်အားနေပြီးတော့မှပြည်တော်စုဆိုတဲ့အဲဒီ ပိုင်းတွေကိုဟိုကြိုးစားနေကြတာမျိုးတွေရှိကြတာပေါ့တကယ်တော့ဗျာကျွန်တော်ကျွန်တော်တို့ကဟိုဘယ်နေရာမှာပဲမောဘယ်ဒေတာမှာပဲဒါမျိုးရှိနေပါကျွန်တော်တို့ဟိုအဓိကဟိုဖြစ်ချင်တယ်အဲလုတ်တင်တယ်ဆိုတော့ကအမိသားမတွေကိုနောက်ထားလိုက်ပါเนาะဟိုနေရာဒေတာတွေဟိုနောက် ဟိုနေနမိတ်တွေဆိုတာကျွန်တော်တို့ဒီဘောနော်ဟိုမမွေးခင်ကလည်းတာမို့ဟိုအတူတူရှိခဲ့ကြတာပါပဲအဓိကကတော့ကျွန်တော်တို့ရဲ့ဟိုတီတူလူလူဟာအဲတန်းတူညီမျှတဲ့အဲတရားမျှတမှုကိုဟိုပိုင်ဆိုင်တဲ့ဘောနော်ဟိုလွတ်လပ်တဲ့လွတ်လပ်စွာငြိမ်းချမ်းစွာနေနေထိုင်နိုင်တဲ့ဟို unit ဘောနော် unit လို့ပဲဆိုသူ ဆိုဆိုခုနပြည်နယ်လို့ပဲဆိုဆိုဒီအဲ့ဒီဟာကတော့ဟိုပြည်သူလူထုတွေရဲ့စံနာသဘောထားတွေပုံမှာလည်းအများကြီးမူမူပြီးပါတယ်အဲစူးစမ်းကြရတော့စူးစမ်းကြရမှာပဲအဓိကကကျွန်တော်တို့ကပထမဆုံးဟိုလောက်ကြရမှာကအာကျွန်တော်တို့ရဲ့ဒီပေါ့နော်ဟိုအလုံးအင်အားစုတွေဟာ အာစီဒီစစ်အာနာရှင်စနစ်ပေါ့နော်အာအမြင့်ပြုတ်ဖို့အတွက်အဲကျွန်တော်တို့ရဲ့ဟိုရီမန်းချက်ဒီပန်းနိုင်နေဟေးဟိုစစ်ကောင်စီရဲ့အချိန်သွဲနေတာကြီးနိုင်ငံရေးအရာထွက်ရှားနေတဲ့ဟာတွေကိုဟိုကျွန်တော်တို့ကမျက်ရှိမပြတ်ဆင်းနဲ့အတော်လိုင်းရေးသတိနဲ့ဒီပေါ့နော်ဟိုဖက်ဒရယ်ပြည်ကောင်စီရဲ့ပေါ့နော်အဝန်ဝိုင်းတစ်ခုစီကိုကျွန်တော်တို့အရာဒါဆိုတော့ဟိုတို့ပြပြီး ဟုတ်ကဲ့ပါခင်ဗျာဒီအညာဒေတာမှာလိုအပ်နေတဲ့ဆစ်ဆောင်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးပြည်သူဝန်ဆောင်မှုကဏ္ဍတွေလည်ပတ်နေတဲ့အခြေအနေလာရောလုံခြုံမှုအပအဝင်ပေါ့နော်ဘာတွေလိုအပ်နေရာတွေရှိနိုင်မလဲခင်ဗျာဒါလေးလည်းဖြေလို့ရတော့ဖြေပေးပါဦးခင်ဗျာဟုတ်တကယ်တော့ဗျာဟောဒီအညာမှာရှိနေတဲ့ပြည်သူလူထုတွေကပို့ပြီးတော့မှဘောနော်ဒီဟိုစစ်ကောင်စီရဲ့ ရက်ဆက်ရုံမင်းစာနာမှုပေါ့နော်ဟောဒီလိုမျိုးဟိုအရာတွေကိုပို့ပြီးတော့မှဟိုခံစားကြရတဲ့အတူတွေဖြစ်ပါတယ်ဟောနိုင်ငံတကာ WFP လို့အဖွဲ့အစည်းတွေနိုင်ငံတကာကနေပြီးတော့မှထောက်ပံ့ကူညီတဲ့အကူအညီတွေကိုဒါကစစ်ကောင်စီဘက်ကနေပြီးတော့မှလုံခြုံရေးအကြောင်းပြပြီးတော့မှပြည်သူလူထုတွေကိုအညာပြည်သူလူထုတွေကိုမရောက်အောင်အောင်တားဆီးတာမျိုးတွေဒါမျိုးတွေလောက်ထားကြတာရှိတယ်။ Now အော်ဒီအညာမှာပြည်သူလူထုတွေကိုသွားမဲ့ ဒါအခြေခံစားတောက်ကုန်တွေစေဝါးတွေကိုဖြတ်တောက်မှုတွေကစပြီးတော့မှစစ်ကောင်စီကဒါဂျူးဂျူးလို့เนาะအလူခွင့်ရေးအရာဒါကဂျူးလို့မှုတွေကိုဖြစ်တဲ့အတွက်လေဒါအညာပြည်သူလူထုတွေအနေနဲ့တော့ပို့ပြီးတော့မှဒီတန်တွေကိုပို့ပြီးတော့မှခံစားနေရတဲ့အနေအထားမျိုးရှိနေပါဘူး ဟုတ်လေခဏလေးပါဗျာအနောက်ကအတန်လေးရလေအရန်ကြီးပါနေတော့ခဏလေးပါဖုန်းပြောတာလားမသိဘူးခင်ဗျာခဏလေးပါအဲ့ဘက်ကဖုန်းပြောတာလားမသိတော်တော်ကြီးပါနေပြိဿ ဟုတ်ကဲ့ပါဒီအညာစစ်ဆောင်နေနဲ့ပတ်သက်ပြီးမေးပြစီပါခင်ဗျာဒီအညာဒေတာမှာလိုအပ်နေတဲ့စစ်ဆောင်ပြီးသူတွေအတွက်လူသားချင်းစာနာထပ်ထားမှုအကူအညီပေးအပ်ရေးပေါ့နော်ပြီးသူဝန်ဆောင်မှုကဏ္ဍတွေလဲပတ်နေတဲ့အခြေအနေအရောဒီလုံခြုံမှုအပါအဝင်ပေါ့နော်ဘာတွေလိုအပ်နေတာတွေရှိနိုင်မလဲပေါ့နော်ဒါလေးလဲကျွန်တော်တို့ဖြေတဲ့ဖြေရတဲ့လောက်လေးကျွန်တော်တို့ဖြေပြပါဦးခင်ဗျာဟုတ်ညာမှာရှိနေတဲ့ပြည်သူတွေဟာဒီပေါ့နော်ပို့ပြီးတော့ဒီ ကျွန်တော်တို့စစ်ကောင်စီရဲ့ဆက်ယုံမှမူပူပြီးတော့မှပြစ်မှတ်ထားပြီးတော့မှခံစားရတဲ့တည်သူတွေဖြစ်ပါတယ်အဲကျွန်တော်တို့ဒီတော်လိုင်း၄နှစ်တာကာလအတွင်းမှာရွာလုံးကျော်မိရှုခံနေကြရတယ်အနောက်ဟိုတိုက်လေရင်နေတဲ့ဘုံကျဲမှုတွေကိုပြည်သူတွေဟာအဲလူလဲခံနေကြရတယ်နောက်လူစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကိုဟိုကျွန်တော်ခံစားရတဲ့အပြင်မှာအာစစ်ကောင်စီရဲ့စံစီစေးတွေကို ကျွန်တော်တို့ချက်တော့တဲ့ဒဏ်မျိုးတွေပြည်သူလူလူတွေလည်းခံစားရရတယ်။ဥပမာအာဒီ WSP လို့ဟိုကမ္ဘာဖွဲ့စည်းရနေပြီးတော့မှပေးတဲ့စားနပ်ရိတ်ခါအာပြည်သူလူလူကြီးကိုလုံလုံရေးအကြောင်းပြပြီးမှရောက်အောင်မပို့နိုင်အောင်ပဲဒါမုံမာမျိုးလိုနေရာမှာဟိုဟာတာစီပိတ်ပင်ပြီးတော့မှထားတယ်။အဲသူတို့ဟိုဒီ net ပေါ့နော်ဟို ပြည်သူတွေဒီကိုမရောက်အောင်အဲသူတို့ဟာနီလန်းပေါင်းစုံနဲ့ဟန်တာပြီးတော့မှထားတာမျိုးတွေကိုတာမှုကြုံကြုံရတယ်နောက်ဟိုစေဝါပေါ့နော်ဟိုစေဝါတွေအေးနဲ့ပတ်သက်ပြီးတော့မှလည်းဟိုပိတ်ဆို့ပြီးတော့မှဖန်ဆီးမှုတွေတာမှုတွေကိုခံရတယ်ပေါ့အဲအညာဟာပြည်သူအချင်းချင်းအဲကုညီရိုင်းပင်းပြီးတော့ကအချင်းချင်းတော့မျှဝေတုံ့ဆွဲပြီးတော့မှပဲဒီဟိုဖြတ်တန်းနေကြရတာမျိုးဟိုရှိပါတယ် အဲဆိုတော့ဟောဒီစစ်ကောင်စီရဲ့ရက်ဆက်ရုံမှမှုပေါ့နော်အဲလူစားချင်းစာနာမှုဆိုင်ရာဒီကဘာကပေးတဲ့ပစ္စည်းတွေကိုတော့မှအဲကျွန်တော်တို့ဒီဖြတ်တောက်ခံရတယ်လုံလုံရေးလူတွေစီကိုမရောက်အောင်ကြိုးစားပိတ်ဆို့တာတွေကိုခံနေကြရတယ်ပေါ့နော်အဲအဲ့မှာကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ပို့ပြီးတော့မှဒီပေါ့နော်ဒီ အစာရည်စာငတ်ပြတ်မှုဟို CO ဟာအစာရှိတဲ့တန်တွေကိုပို့ပြီးတော့မှတော့ခံစားနေကြရတယ်။အဲ့ဒီအဲ့ဒီပိုင်းတွေကိုတော့ကဘာမှာရှိနေတဲ့ဒီစာနာရိတ်ခါနောက်လူစားချင်းစာနာမှုဆိုင်ရာဒီပေါ့နော်ဟိုအဖွဲ့အစည်းနေနေတော့ဟိုကဆိုင်ရာဒီရောက်ရှိနိုင်မဲ့လမ်းကြောင်းတိုင်းကနေပြီးတော့ပြည်သူတွေကိုရောက်အောင်အပုပ်ပြီးပါတယ်မြေတိုင်ရက်ခတ် ဟုတ်ကဲ့ပါခင်ဗျာအဲကျွန်တော်တို့ဒီပေါ့နော်အခုဆိုရင်ဒီအညာဒေတာကိုပေါ့နော်အညာဒေတာတော်တော်များများမှာစစ်ကောင်စီဘက်ကဒီပါရာမော်တာတွေပြီးတော့ဝိုင်းတွဲတွေပြီးတော့တိုက်လေရင်တွေပေါ့နော်ရဲရင်စတဲ့ဒီကြောင်ဒီတိုက်ခိုက်မှုတွေကပုံမှန်တိုက်ခိုက်နေတဲ့အခြေအနေတွေလည်းများလာတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နေရာစိတ်စိတ်မှာလည်းတော်တော်များဖြစ်နေတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီအခြေအနေတွေဘယ်လိုရှိနေလဲဆိုတာလည်းပြပြပေးပါဦးဗျာဟုတ် စစ်ကောင်စီနေနဲ့ရတော့ဟိုမြေပြင်မှာဘလို့မှသူတို့ဟိုစစ်ကြောင်းလဲထိုးလို့မရတဲ့အနေထားမှာနေမျိုးလက်လွတ်ဆုံးဆောင်ရတဲ့အနေထားမှာအာညာကပြည်သူတွေကိုပေါ့နော်ဟိုကြောက်လီမလားဆိုတဲ့ဒီပေါ့နော်သူတို့ရဲ့အဲသူတို့ကဒီမညာမတာပေါ့ဒါကျွန်တော်တို့ပြည်သူတွေရဲ့ budget တွေနဲ့ဟိုဝယ်ထားတဲ့ဝယ်တွေနဲ့ ွေတွေဟာလေရင်တွေဝေခဲ့ကြရတယ်။နောက်ဒီခြားဒီတက်ခိုက်မှုအစင်မြင့်တဲ့စစ်လက်နက်ပစ္စည်းတွေကိုဝယ်ပြီးတော့မှအာတည်သူတွေကိုပြန်လည်ပြီးတော့မှအပုံကျတက်ခိုက်နေတဲ့အနေထားပါပဲ။ဘုံကျလိုက်တက်ခိုက်တဲ့နေရာမှာအသူတို့ရဲ့အကြောင်းပြချက်ကတော့တည်သူကာကွယ်ရေးတပ်ဖွဲ့တွေဒီတိုက်ခိုက်တာမျိုးဆိုပြီးမှအကြောင်းပြပေမဲ့အမှန်တကယ်မြေပြင်ကိုသူတို့ကျဲချနေတဲ့ နေရာတွေကကြတော့စစ်ပေးဆောင်စခန်းတွေဖြစ်နေတယ်အဲဘာသာရေးဆိုင်ရာအဆောက်အဦတွေဖြစ်နေတယ်စာတင်ကျောင်းတွေဖြစ်နေတယ်နောက်အများစုတည်ဆုံနေရတဲ့အနေအထားတွေကကြတော့ဟိုရက်သူရက်သားတည်ဆုံနေရတဲ့ကလေးငယ်တွေတည်နေကြရဲ့အမျိုးသမီးတွေဟောသူတို့ရဲ့အခုဘုံကျဲတိုက်ခိုက်မှုတွေကဟိုနော်ကျွန်တော်တို့အခုရက်သားပြတ်မှတ်တွေဖြစ်နေရစိတ်မကောင်းတာတွေ့ရတယ်အဲ့ဒီ final ကိုဟိုကျွန်တော်တို့ကာကွယ်ဖို့ ့ပဲဆိုရင်တော့ဒီအညာသူအညာသားတွေဟာအခုဟိုဘုံခုချင်းဒီဟိုတူးပြီးတော့မှဟိုကာကွယ်မှုတွေလောက်ကြရတယ်ဒီအစင်စင်အဲဆက်သွယ်ရေးအေးနဲ့ဟိုအချင်းချင်းဟိုကြောင်းကြပြီးတော့မှအာကျွန်တော်တို့ဒီဘောနော်ဟိုလေရင်နေနဲ့ကျဲတဲ့ဒီဟာတွေကိုတော့ဟိုကာကွယ်ရေးအစီအမံတွေကိုလုပ်ပြီးတော့မှတော့ဟန်ချမ်းညီညီတော့ကျွန်တော်တို့ဟိုကာကွယ်ရေးတွေဘိုင်းဆိုင်ရာတွေကိုတော့ဟိုပြုလုပ်နေကြတာပါဟုတ်ကဲ့ โอเคပါကျွန်တော်တို့ဒီကနေ့မှာတင်ဆက်လာလဲတော့ကိုခေးရပါခဲ့ပြီဆိုတော့ဒီစီစံကနေပြီးတော့ဏိကုံးကျုံနေနေပေါ့เนาะလူတို့ကိုအဲကျွန်တော်တို့တရင်စကားပါလို့ရပါပဲဖြစ်ဖြစ်ဏိကုံးကျုံပြောလို့ရပါပဲရှိရှိဖြစ်เนาะเนาะကျွန်တော်ဆွေးနွေးပြပါဦးခင်ဗျာဟုတ်ကျွန်တော်တို့ဒီလူတော်လန်ရဲ့အဲပန်းနိုင်အောင်ပွဲဝင်နေအဲကျွန်တော်တို့ဟိုလှမ်းပြီးတော့မှအဲညီနေကြပါအော် စစ်ကောင်စီကတော့သူကချိန်ဆွဲမယ်အဲလူစုကွဲအမ်နီမျိုးစုံနဲ့တော့သူတို့တွေစူးစမ်းနေကြတယ်ခုနိုင်ငံရေးအရထပ်ပေါက်ဖြစ်တယ်လေမှာသူတို့တွေနဲ့လူရောင်အောင်စူးစမ်းနေတာမျိုးတွေရှိပါတယ်အဲအဲ့ဒီမှာကျွန်တော်တို့ဟိုပြည်သူလူထုအနေနဲ့ကကြတော့ဉာဏ်ပညာအမျှော်မြင်တဲ့ကျွန်တော်တို့ဟာအာဒီပေါ့နော်ဆရာနိုင်ရှင်စနစ်ကိုအမြင့်ပြဖို့အတွက်အဲကျွန်တော်တို့ဒီပါဝင်ပြီးတော့မှဆောင်ရွက်ကြမှာလို့ရှိပါတယ် လက်ရှိဒီ2025ဟာအင်တာမတ်အလွန်ရည်ကြီးတဲ့အချိုးကွေးကာလလည်းဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ဟိုဟိုဒီစစ်ကောင်စီကိုအမြန်ဆုံးဟိုအမြင့်ဖြုတ်နိုင်မှုအတွက်ကျွန်တော်တို့ဟိုစီမံနေရှိပါတယ်เนาะဟိုတန်တမာကြီးဆိုင်ရာစစ်မျက်နှာရှိတယ်အဲအဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့ဒါ ူဆောင်ရွက်နဲ့ဒါကိုလုပ်နေတယ်အဲအဲ့ဒီမှာနိုင်ငံကတန်တမာရေးရဆိုလို့ရင်ကျွန်တော်တို့ဟိုဟိုစစ်ကောင်စီဟာဒီနိုင်ငံကဝန်ဝိုင်းမှာလုံးဝမဝင်နိုင်အောင်အော်ကျွန်တော်တို့ဟိုတားဆီးထားနိုင်တယ်ဒါဟာအောင်မြင်မှုတစ်ခုဖြစ်တယ်နောက်ဗန်နာရေးစစ်မျက်နှာမှာပြည်သူလူထုတွေနဲ့ပူးပေါင်းပါဝင်ပြီးတော့မှဟာထဲဝင်ကြရမယ်နောက် click စီကိုနှိပ်ပြီးတော့မှလည်းထဲဝင်လို့ရတယ်အန်ရဲ့အဲဟိုမိမိရဲ့အန်ရဲ့လုံခြုံရေးဒီပေါ့နော်ဟာဒီတတိနဲ့ပါဝင်ဆောင်ရွက် ဒါမျိုးကိုလည်းဒီဗန်နိုင်းစစ်မျက်နှာမှာပါဝင်ပြီးတော့မှဆောင်ရွက်လို့ရတယ်။နောက်ဟိုစစ်ကောင်စီထုတ်ပစ္စည်းတွေကိုဟိုဘိုင်းကော့စ်လုပ်ပြီးတော့မှဒါဟိုပါဝင်ဆောင်ရွက်နေတာတွေလည်းရှိနေတယ်။ဒါတွေကိုလည်းဆက်လက်ပြီးတော့မှဒီ2025မှာကျွန်တော်တို့ဆက်လက်ပြီးမှလုပ်ဆောင်ကြရတာပဲ။နောက်ထပ်အရေးကြီးတာကစိတ်တက်စစ်စစ်သူတို့ကတော့နီးမျိုးနီလန်ပေါင်းစုံဟိုဒီစိတ်တက်တွေပြုတ်ကွဲနေတယ်။တက်မှာတက်တက်တွင်းမှာစိတ်တက်မျိုးစုံဟို စိတ်တက်နဲ့ပတ်သက်ပြီးတော့မှပြုတ်ခွဲနေကြပြီတန်ကျစီလုံးမှုတွေဟိုပြုတ်ပြတ်နေကြတဲ့အနေအထားတစ်ခုရှိနော်အစစ်ပင်ပန်းနေကြပြီနောက်ဟိုကျွန်တော်တို့ဒီရနေပြီးတော့မှတကင်တစ်ခက်တိုက်လိုက်တာနဲ့အအလံပြူဆောင်မယ်လက်နဲ့ချပြီးတော့မှအအလင်းဝင်ကြမယ်ဆိုတဲ့တိုင်ရင်တက်ဖွဲ့တွေကလည်းအင်မတန်မှချိတ်ဆက်များပြားတဲ့ချိတ်ဆက်ဆောင်ရွက်မှုတွေလည်းရှိလာတာကိုတွေ့လာရ နော်အဲအဲ့မှာတို့ဒီကိုတက်နိုင်တဲ့အဲဒီဘောနော်ဂန္ဓာကနေပြီးတော့မှဒီပြည်သူလူထုဟာအန်ရဲ့ကင်းစွာလုံလုံတတိနဲ့အဲပူပေါင်းပါဝင်ရင်းနဲ့ကျွန်တော်တို့ရဲ့အဲຫນွေဦးစီကိုအရောက်သွားကြပါမယ်အတူတူဟိုဒီဘောနော်စစ်အာဏာရှင်စနစ်အဲမရှိတဲ့နိုင်ငံမှာကျွန်တော်တို့တပ်သားတဲ့အတူတူနော်ဟောရက်တည်ကြမယ်ဟိုဒီနိုင်ငံကိုဟိုကိုတို့ကိုထားနိုင်ငံကိုကျွန်တော်တို့လက်နဲ့ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးပဲ ထူထောင်ကြပါမယ်လို့ပြောကြားလိုပါတယ်အဲအဲ့ဒီအတွက်လဲပြည်သူလူထုနဲ့အတူဟောရီလူတော်လှန်ရေးမှာအတူလူရှိခွင့်အတူတိုက်ပွဲဝင်ရတဲ့တော့ဟောဒီတန်တန်မာကိုရောအော်ဒီကျွန်တော်တို့ရဲ့ပြည်သူလူထုရဲ့ဥဆောင်ဥရနဲ့နော်အော်ဆောင်ရွက်နေကြတဲ့တော်လှန်ရေးရဲဘော်ရဲဘက်တွေညီကောင်မောင်နှမတွေအားလုံးအော်ကျွန်တော်တို့တက်တန်တဲ့ညီအဲတချီတဲ့ဇုံကြပါမယ်လို့ပြောကြရင်လည်းအဲကျွန်တော်ရဲ့ ီးပေါ့ဒီတကောက်ကိုဟိုဆုံးသက်ပြရသေးတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအကြီးတော့ဟုတ်ကဲ့ကျေးဇူးတင်ရပါတယ်ခင်ဗျာဟုတ်ကြီးတော့အားရပါပြီခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်အခုလိုကျွန်တော်တို့မားမလက်တဲ့ဂျာကနေပြီးတော့အချိန်ပေးပြီးတော့ဖြည့်ချားပေးတဲ့အတွက်ကျွန်တော်တို့ကထလောင်းပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ခါခွင့်တင်နေဆိုရင်လည်းကျွန်တော်တို့ရဲ့ဒီထုတ်လွှင့်တဲ့အစီအစဉ်များမှာပါဝင်ပေးပါအောင်လို့ကြွလန့်ခဲ့ပါအောင်လို့ကျွန်တော်တို့ကထလောင်းထလောင်းပြီးတော့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျေးဇူးပါโอเค ကျွန်တော်တို့ thrush ရဲ့မိဘပြည်သူများခင်ဗျာအခုကျွန်တော်တင်ဆက်ပေးခဲ့တာဆိုလို့ရှိရင်88မျိုးဆက်ငင်းချိုင်းကြီးနဲ့ပွင့်လင်းလူဖွဲ့စည်းကကိုဝင်းစော်ခိုင်ကိုမင်းမြတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ နောက်ပတ်ဒီမှာကျွန်တော်မောင်တုံညာကဘလိုမျိုးပုံကိုယ်တွေကိုဖိတ်ခေါ်ပြီးတော့မင်းမြတ်တင်ဆက်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ပေးကြပါအောင်လို့ပြောကြရင်းနဲ့ကျွန်တော်ရဲ့ဒီစီစဉ်ကိုနှုတ်ဆက်ချင်ပါတယ်ကျွန်တော်တို့နှုတ်ဆက်ခင်မှာတင်ကောင်းလေးပါလို့တာရှိပါတယ်ဒါကတော့ဒီစီစဉ်ကိုပြန်လဲနားဆင်လို့ရဆိုလို့ရှိရင်ကျွန်တော်ရဲ့ Fade to FM မလေး Facebook စာမျက်နှာနဲ့ YouTube စာမျက်နှာများမှာ ှာပါရောက်ပြီးတော့ပြန်လည်ကြည့်ရှုနားဆင်လိုပါတယ်ဒီအကြောင်းကျွန်တော်ဒင်းကောင်းပိုင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ